လူသားချင်းစာနာထောက်ထားမှုအကူအညီများပုံမူကျဲကျဲပြန့်ပြန့်အမြန်ဆုံးပေးဖို့ကူညီကြဖို့တိုက်တွန်းဖိတ်ခေါ်လိုပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်အဲ့တော့ဒီလူတွေကအော်ပြည်သူဝင်ကြောမိုင်းဝခံတဲ့ကပြည်သူတို့ပြောပြီးတဲ့โอเคဒီသတင်းတက်လာပြီအဲ့လိုဖြစ်ရမှာလေအဲ့တော့ဒီပါနော် ချစ်ခင်လေးစားရပါတော့မိဘပြည်သူများခင်ဗျာစိတ်မကောင်းဝမ်းနည်းစရာဖြစ်ဒီကနေ့2025ခုနှစ်မတ်လ28ရက်မှာအလွန်အားပြင်းတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့မှုဟာကျွန်တော်တို့ရဲ့ပြည်သူတွေပေါ်တုံ့လုပ်ဖွယ်တက်ရောက်ခံစားရပြီးအသက်အဝေးပေါ်များစွာထိခိုက်နစ်နာဆုံးရှုံးခဲ့ရပါတယ်ဒီသတင်းကြောင့်ကျွန်တော်အနေနဲ့လုံဆောင်မှစိတ်ထိခိုက်ကြေကွဲရပြီးငလင်တကံပြည်သူလူထုအတွက် ကျွန်တော်တို့အစိုးရအနေနဲ့အရေးပေါ်ကေဆယ်ရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်ရတယ်။တက်ဆွမ်းသလောက်ထောက်ပံ့ကူညီမှုများကိုဆောင်ရွက်ပေးနိုင်ရန်အရေးပေါ်ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိပါကြောင်းကိုလည်းအသိပေးပြောကြားလိုပါတယ်။ကျွန်တော်တို့ရဲ့တံပိုးကြီးမားလာတဲ့နိုင်ငံအမွေအနှစ်တွေကိုစုစည်းထိန်းသိမ်းထားရာမန္တလေး၊အင်းဝါ၊စကိုင်း၊ပဲခူးတို့မှာအထူးခိုက်ပျက်စီးများလာပါတယ်။ ံမုန်းကြီးနိုင်ငံအမွေအနှစ်တွေပျက်စီးဆုံးရှုံးရတာကို မြင်တွေ့ရတဲ့အတွက်မြန်မာပြည်သူလူထုနဲ့ထပ်တူဝမ်းနည်းကြည်ကွဲရပါတယ်အကြံဖက်လူသားစစ်တပ်လူယူထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထဲသို့ပြန်လဲအနှင်းနိုင်ရဲ့အတွက်တနိုင်ငံလုံးအတူတူကကြိုးစားနေရချိန်မှာအခုလိုမျိုး ဖြတ်အားပြင်းတဲ့သဘောဝဘေးအန္တရာယ်ကြုံတွေ့ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံဒီနဲ့လွန်စွာမှနှစ်နာရပါတယ်။ငလင်ရိုက်ခတ်မှုဟာစကိုင်းတိုင်းအနည်းကိုဗဟုပြုသလိုထိခိုက်ဆုံးရှုံးရတဲ့နေရာအများစုဟာကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရစိုးမှုထိန်းချုပ်နိုင်မီဒေသများဖြစ်ကြပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အစိုးရရန်ကြားမှာရှိတဲ့တာဝန်ရှိသူတွေကိုလည်းငလင်တန်ခံပြည်သူလူမျိုးမျိုးဘာသာမျိုးတူးချင်းစီတမိသားချင်းစီကို အရေးပေါ်ကုညီဆောင်ရှောက်မှုများထိထိရောက်ရောက်တွေ့ဆုံကုညီပေးပြန်လည်ကုစားနိုင်ရေးလုပ်ငန်းများကိုလှုံ့ဆော်ကြဖို့လမ်းညွှန်မှာကြားထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ဟာပြည်သူလူကိုအာဏာပြန်အပ်နိုင်ရေးဥထိပ်ပန်စင်ကျိုးပန်းဆောင်ရွက်နေရတဲ့တော်လှန်ရေးစုဟာဖြစ်တာနဲ့ညီကျွန်တော်တို့စုအနေနဲ့လည်းရင်းပြပြန်စတာလုံလောက်မှုအားနည်းတဲ့အခြေအနေများစွာရှိပါတယ် ဒါကြောင့်မို့လို့နိုင်ငံတကာတိုင်းပြည်များနိုင်ငံကအဖွဲ့အစည်းများကိုလည်းစစ်ပေးတံငလျင်တံခန်းစားကြရတဲ့မြန်မာပြည်သူလူထုတရလုံးပေါ်အခုလိုချိန်မှာကျွန်တော်တို့ဟာပူပြီးကြောချင်းအရင်ချင်းကတူဦးကိုတူခေးမှမြေတားထားပြီးတော်လိုင်းရေးရီမှန်းချက်ပန်းနဲ့ရောက်ရှိသည့်သည့်ဆက်လက်ရှောက်လန်းရမှာဖြစ်ပါတယ်မြို့သားညီညီအစိုးရအနေနဲ့တိုင်းပြည်အဖက်ဖက်က ချွတ်ချုံကြထိတ်ခိုက်ပျက်စီးနေခြင်းမှာအခုလိုသဘာဝဒေဒံငလင်လောက်ခတ်မှုကြောင့်ထိတ်ခိုက်ဆုံးရှုံးကြရတဲ့ပြည်သူပြောက်ချင်းစီတိုင်းအတွက်ဝန်နဲ့စိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကိုတိကျတဲ့စီမံချက်များရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလေးလေးနက်နက်ဂရိပီးပြောကြားလိုပါတယ်။ ဒါကျွန်တော်တို့မြို့သားညီညွတ်ရေးဆိုရရဲ့ဝန်ကြီးချုပ်ပြောသွားတာပါကောင်းပါတယ်ဒါမျိုးပြောပြရမှာပါထုတ်ထားပါတယ်အဲ့တော့ဒါကျွန်တော်တို့ MDR ထုတ်အဲ့တော့အဲ့တော့ဒါကကျွန်တော်တို့လုပ်ကိုလုပ်အောင်ပါကျွန်တော်တို့မှဒီကနတော်ဝန်ကြီးချုပ်ပြောသလိုပေါ့ကျွန်တော်တို့မှတော့ဟိုကို့မှာထိန်းချုပ်ထားတဲ့ဒီအရင်းမြစ်ကတော့အများကြီးမရှိဘူးလေဒါပေမဲ့ကျွန်တော်ရှိတဲ့နိုင်တဲ့တနိုင်တစ်ပိုင်းလှုပ်ဆောင်အောင်မှာဖြစ်တယ် အဲဒါကြောင့်ဒီအချိန်မှာဟိုဒီစစ်ပွဲတွေကိုဘယ်လိုတိုက်ရမလဲဘယ်လိုလုပ်လိုက်ရမလဲဒီလူတွေကိုဘယ်လိုလုပ်အဲ့ဒါတွေမပြောကြပါနဲ့ရှောင်ကြစီခြင်းပါလေကျွန်တော်တို့ဒီ၃ရက်နောက်ဆုတ်လို့လည်းဘာမှမဖြစ်သွားပါဘူး၅ရက်နောက်ဆုတ်လို့လည်းဘာမှမဖြစ်သွားပါဘူးเนาะကျွန်တော်တို့ဒီသူတို့ဘက်ကဟိုလူသားချင်းမစာနာပြီးမဲ့လေကျွန်တော်တို့ဘက်ကလူသားချင်းစာနာစိတ်အပြည့်နဲ့ပြည်သူတွေကိုကာကွယ်ဖို့အတွက်ဒီຫນွေဥဒေါ်လာရေးဆိုတဲ့ဒေါ်လာရေးကိုလုပ်နေတာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကညီကိုမိတ်ဆွေများဟို ဟိုထိတိန်တိတိန်နဲ့ပြောကြစီခြင်းပါလေပြောချင်တာကဒီချိန်မှာသူတို့ကိုဘယ်လိုဝင်တိုက်လိုက်မယ်ဘယ်လိုသိမ့်မယ်ပြောရမယ်အချိန်မဟုတ်ပါဘူးဒီချိန်မှာကျွန်တော်တို့ရဲ့ထိချုပ်နေမြေမှာရှိတဲ့ပြည်သူပြည်သားများကိုထိချုပ်နေမြေမဟုတ်ပေမဲ့လေဒီစစ်ကောင်စီရဲ့ထိချုပ်ထားတဲ့ဒေသမှာရှိတဲ့ပြည်သူပြည်သားများဟာကျွန်တော်တို့ရဲ့နိုင်ငံသူနိုင်ငံသားညီကိုမောင်နှမများဖြစ်ပါတယ်အဲဒါကြောင့်ဒီချိန်မှာသူတို့ဒီအားလုံးရဲ့ရည်ရှိရက်တည်ဖို့သူတို့ဒီအားလုံးရဲ့ ီအခုကြာရောက်နေတဲ့ဘေးအန္တရာယ်တဲ့ကြားတွေကနေကယ်ဆယ်ရေးလုပ်ငန်းတွေအမြင်မြန်လုပ်နိုင်ဖို့ဒါတွေအားလုံးဒီအရေးကြီးလိုအပ်နေတာဖြစ်တာဖြစ်တဲ့အတွက်ဒီချိန်မှာအဲ့ဒီဒေသတွေမှာတိုက်ပွဲပေါ်ဆောင်တာလုံးတင်ပါတယ်လို့ဆိုသောအကြံဉာဏ်များပြောဆိုမှုများရေးသားမှုများ တင်ပြမှုများကို အထူးရှောင်ကြားကြားစီလိုပါတယ်။ဦးကျွန်တော်တို့မြန်မာနိုင်ငံအရေးဟာတစ်ကမ္ဘာလုံးကအာရုံစိုက်လာပါပြီ။အဲ့တော့အစိုးရရဲ့အကောင်ပဲပြောရမလားမသိဘူး။ မြမအရေးဟာကမ္ဘာမီဒီယာတွေပေါ်မှာရောက်လာပါပြီ။ဒါကြောင့်နိုင်ငံတကာမီဒီယာတွေရဲ့ထုံးစံအတိုင်းဒီငလင်နဲ့အတူမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်တွင်းစစ်အခုတောင်ပြောနေပါပြီ။အဓိကအုပ်ထိတဲ့ဇဂိုင်းတိုင်းဟာမြို့သားညီညွတ်ရေးအစိုးရဒေါ်လာဒေါ်လာပြည်သူများထိန်းချုပ်ထားတဲ့အောက်မှာရှိတယ်ဆိုတာနိုင်ငံတကာမီဒီယာမှာကိုပြောနေပါပြီ။ဒါတွေအားလုံးဒီကမ္ဘာပြည်သူများအားလုံးလည်းသိသွားစေပါတယ်။ဒါကြောင့် ဒီနိုင်ငံတကာမီဒီယာရဲ့ထုံးစံအရသူတို့ကနောက်ကျောင်းတွေအားလုံးကိုသူတို့ကအသေးစိတ်ပြန်လိုက်တာပါအဲ့ဒီအချိန်မှာကျွန်တော်တို့နေဦးတော်လိုင်းရေးအကြောင်းတွေလည်းပါလာမှာပါထိုနည်းလကောင်းပဲထိုနည်းကောင်းပဲကျွန်တော်တို့ရဲ့ပြောဆိုမှုတွေသူတို့ဘက်ကစွတ်စွဲမှုတွေအားလုံးလည်းပါလာနိုင်ပါတယ်ဒါကြောင့်ဒီအချိန်မှာကျွန်တော်တို့အပြောဆိုဆင်ခြင်ကြစီခြင်းပါတယ်ကျွန်တော်တို့ဒီဒီအချိန်မှာဒီဒီသူတို့တွေကိုစစ်သွားတိုက်ရမယ်လို့ပြောရမယ်အစား ကျွန်တော်တို့ပြည်သူတွေကိုဘယ်လိုကယ်တင်ရမလဲဘယ်လိုကူညီရမလဲဘယ်လိုအထောက်ပံ့ပေးရမလဲဆိုတာတွေကိုပဲဦးစားပေးပြီးပြောကြစီခြင်းပါလေအဓိကကတော့ထိခိုက်ဒဏ်ရာရနေကြတဲ့သူများကိုဘယ်လိုကူညီမလဲအခုကျွန်တော်နိုင်ငံကအလှူဒန်းရရောတဲ့နိုင်ငံမှာနော်ကျွန်တော်နိုင်ငံလောက်အလှူဒန်းရရောတာကျွန်တော်နိုင်ငံမှာပဲအော်ကျွန်တော်နိုင်ငံဟာအခုစစ်ပီးကြောင့် ဒုက္ခရောက်နေတဲ့ဆေးရုံတွေမှာဆေးမွားမရှိပါဘူး။သွေးတွေလိုအပ်နေပါတယ်။ဆေးဝါးတွေလိုအပ်နေပါတယ်။ထိုင်ကိုယ်တွေနေရာတွေလိုအပ်နေပါတယ်။မိစက်တွေလိုနေပါတယ်။အဲ့ဓာတွေအားလုံးတွေကိုတတ်နိုင်တဲ့သူများအလှူပေးနိုင်တဲ့လူများကအမြန်ဆုံးလှူဒန်းပေးကြရစီစီပါတယ်။ဒုနည်းလေးကောင်းပဲအိုးအိမ်တွေပျက်စီးသွားတယ်ပျို့သွားတဲ့လူတွေဒီဒီဒုက္ခရောက်နေတဲ့ဒီသဘောပေးအန်ဒီကိုရင်ဆိုင်ရတဲ့ပြည်သူများရဲ့စားဝတ်နေရေးတွေအရေးပေါ်လိုအပ်နေမှာပါ။ ဒါတွေအားလုံးတို့နေထိုင်မှုအတွက်ယာယီတဲတွေအစပေါ့နော်အဲ့ဒီလိုအပ်မှုတွေအားလုံးကိုအာယုံစိုက်ပြီးဒီရက်ပိုင်းမှာလှုပ်ရပေးစီကြပါလေတို့အတူပြည်တွင်းကဒီသူတို့ဘက်ကဒီဘောမတွေရပဲပေါ့နော်သူတို့ပြောပြောနေတယ်သူတို့ဘက်ကဟိုဆယ်လီတွေရပဲဘယ်သူကပဲလှူလှူပါဒီအချိန်မှာကျွန်တော်တို့ကမူတီတာပွားပြီးပဲပြောရမှာပါကိုမလှူနိုင်ဘူးလှူနိုင်တဲ့လူကိုကျွန်တော်တို့အားပေးရမှာပါဒါပေမဲ့ အဲ့ဒါကိုတော့လာပြီးတော့နိုင်ငံရေးရအမျက်ထုတ်ဖို့စစ်ရေးရအမျက်ထုတ်ဖို့လူမှုရေးရအမျက်ထုတ်ဖို့တော့လုပ်ဖို့မကြိုးစားကြပါနဲ့ဒါဟိုဘက်ကလူတွေကိုလည်းပြောလိုက်ပါရစေဒါဟာကျွန်တော်တို့ဒီအရေးကြုံလိုက်ရင်ညီကောင်မောင်နှမတွေအားလုံးသွေးစည်းကြတယ်အချင်းချင်းကူညီကြတယ်ကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတယ်စစ်ကောင်စီကတော့သူကယူဆိုင်မှလည်းမဟုတ်ဘူးအမှန်ကယနေ့ထိစစ်ကောင်စီဘက်ကအခုလိုအပ်နေတဲ့ဆေးဝါးတွေလိုအပ်နေတဲ့နေရာတွေကိုပေးပို့နေတာတွေ တော့သူတို့ကစစ်သား uniform တွေနဲ့ပေါ့နော်သူတို့ကဲဆယ်ရေးလုပ်နေတာတွေသူတို့စစ်တပ်ကတည်ရင်တက်မှုတွေဗိုလ်ချုပ်တွေကအစဗိုလ်မှူးကြီးတွေအစုံတည်ရင်မှုတွေအစုံနော်ဗိုလ်ကြီးဗိုလ်မှူးတွေအစုံအခုပြည်သူတွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေကိုသူတို့လာကဲနေတာတွေဥမာကြီးတက်တို့ဘာလို့ပေါ့နော် ပြီးတော့သူတို့ကစေးတက်ပေါ့စေးတက်ကလူတွေပေါ့အခုဒုက္ခရောက်နေတဲ့နေရာမှာလာပြီးတော့စေဝါကုသပေးနေတာတွေကူညီပေးနေတာတွေ တို့ဘက်ကစက်ရန်တရားတွေနဲ့လာပြီးတော့တူးဆွပေးနေတာကိုယနေ့ထိမတွေ့ရသေးဘူးအခုချိန်ထိမတွေ့ရသေးပါဘူးအဲ့တော့အဲ့တော့တို့မှလည်းဒီလိုစီစဉ်ထားပုံလည်းမရှိပါဘူးဒီလိုစဉ်းစားပုံလည်းမရှိပါဘူးတို့အဲ့တော့အဲ့တော့အားလာမျိုးလုပ်ပြီးစီစဉ်ပါတယ်ဒါကျွန်တော်လည်းတောင်းဆိုပါတယ်အဲ့တော့ဒီချိန်မှာ အကောင်းဆုံးကတော့ဒီဒုက္ခရောက်နေတဲ့အဓိကဒုက္ခရောက်နေတာပါဒါ အလုံးကိုချင်းစာတရားနဲ့စဉ်းစားလို့ရပါတယ်အခုကျွန်တော်စောစောကပြောသလိုပဲဘုရားဘုံမှာပတိစိတ်နေရင်းနဲ့ပါသွားတဲ့လူတွေရှိမယ်ဘုရားဖူးနေရင်းနဲ့ဘုရားရှိခိုးရင်းနဲ့ပါသွားတဲ့လူတွေရှိမယ်ပလီတွေမှာလည်းဘုရားဝုပြုရင်းနဲ့နော်ဒီနမတ်ဖတ်ရင်းနဲ့ပါသွားတဲ့လူတွေရှိမယ်ချက်ချောင်းတွေမှာနော်ဒီဒီဟိန္ဒူရဲ့ဘုရားချောင်းတွေမှာလည်းသူတို့ဘုရားဝုပြုမှုတွေလုပ်ရင်းနဲ့ပါသွားတဲ့လူတွေရှိမယ်ဒုသမို့သူတို့ရဲ့ဘာသာရေးဆရာခေါင်းဆောင်တွေကပလီတွေမှာချက်ချောင်းတွေမှာဘုန်းတော်ကြီးချောင်းတွေမှာနေထိုင်ကြတာဖြစ်တဲ့အတွက်ပါသွားတဲ့လူတွေမျိုးစုံရှိမယ်အခုပဲကြည့် เนาะဒီမြန်မာနိုင်ငံမှာဒီပလီကျောင်းတွေမှာလည်းအများကြီးတည်ဆုံကြသလိုပိတ်မိနေကြတဲ့လူရှိသလိုအဓိကတန်ဃာတော်တွေเนาะကိုရင်လေးတွေကိုယ်စီတွေစာချဒီစာတင်ကျောင်းတွေမှာသာသနာကျောင်းတွေမှာဘုန်းကြီးကျောင်းတွေမှာစာတင်ကြတဲ့ကိုရင်တွေအများကြီးလည်းပိတ်မိပါတယ်ဘာလို့မန္တလေးဟာအဲ့ဒါမျိုးသားစာချတဲ့ကျောင်းတွေအမြောက်များရှိတဲ့နေရာပါမြန်မာနိုင်ငံရဲ့အဓိကအထင်ကြီးရနေရာပါအဲ့တော့သာသနာနဲ့ပတ်သက်ပြီးတော့လေဒီလို ပိတ်မိနေတဲ့ဒီ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 သာသနာဒီဂိုင်းဝင်တွေအားလုံးကိုလေဒါအရေးပေါ်ကဲတင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဟိုကျွန်တော်တို့ကဒီအချိန်မှာအထူးသဖြင့်ကျွန်တော်တို့ရဲ့ A group ရဲ့ညီကိုမောင်နှမများကိုအထူးပြောချင်တာကဘလို့သွားတိုက်လိုက်ပါဟိုသူတို့သူတို့ကတော့ဟိုဒုက္ခရောက်နေပြီငါတို့ကဂွင်မဲဆိုပြီးတော့သွားတိုက်လိုက်ပါဆိုတဲ့အဲ့လိုမျိုးအကြံပေးချက်တွေပို့တင်တာတွေရှောင်ရှားကြစေချင်ပါတယ်။ အ ਨੇ ဆုံးတစ်ပတ်လောက်တော့ရှောင်ကြစီခြင်းပါလေအဲအထူးသဖြင့်ဒီနှစ်ရက်သုံးရက်ပေါ့အဓိကမနေ့ပြန်တစ်ပတ်ခါပေါ့ဘာဖြစ်လို့လဲဆိုတော့ပိတ်မိနေတဲ့လူတွေကအရေးကြီးကြီးလို့တာပါအဲ့တော့ဒီချိန်မှာလှူခြင်းတန်းခြင်းတဲ့လူများအတွက်အကောင်ဆုံးဒါအလှူဒန်းပြုနိုင်တဲ့အချိန်ပါပဲအဲ့တော့ဒီချိန်မှာဒီအခုနောက်တစ်ခုရှိသေးတာကပိတ်မိနေပြီးတော့အသက်မရှင်တော့ဘဲတဲ့သေဆုံးသွားတဲ့ပြည်သူများရဲ့ ခန္ဓာကိုယ်အလောင်းတွေလည်းပြန်ရဖို့လိုပါတယ်ဒါမှသူတို့ရဲ့သက်ဆိုင်ရာဘာသာရေးထုံးကန်ထုံးတန်းစင်လာများအရာမြေမြုပ်သိမ်းကြတာဒီလောက်ရမှာဖြစ်ပါတယ်နောက်မို့ရင်ဒါတွေအလုံးကားနေပြီးတော့ဒီပျက်စီးရွေရင်းသွားတဲ့ခါကျရင်အဲ့ဒီကနေပြီးတော့အန်ဒီရီတွေပေါ့နော်ယောဂဗရတွေကူးဆက်တာတွေအများကြီးဖြစ်လာနိုင်ပါတယ်နော်ကုသယောဂါတွေအများကြီးကုလာနိုင်ပါတယ်ပြောချင်တာကဒီကနေထွက်လာတဲ့အနံ့အသက်တွေကြောင့်အဲ့ဒီအားလုံးကိုလည်းကဲထုတ်ဖို့လိုပါတယ်အဲ့တော့ လုံးเสียမှာအများကြီးပါအများကြီးပါဒါကြောင့်ဒီအချိန်မှာဒီကျွန်တော်တို့ဘက်ကတော့ဒါလုံခြုံရေးသတိအသိအဲ့ပဲနေရမှာပါဒါပေမဲ့ဟိုဟိုပြောချင်တာကမပြောတင်ဘူးပေါ့နော်ဒါတွေအားလုံးကိုရှောင်ရှားကြားစေချင်ပါလေ ဒါလေးကိုကျွန်တော်ထပ်ပြီးတော့မိမောင်းထုတ်ပြီးတင်ပြပေးတာပါအဲ့တော့အဲ့တော့ပြောချင်တာကအဲ့တော့ပြောချင်တာက ဟိုဟိုဘီဂရုကညီကိုမောင်နှမတွေကိုလည်းပြောချင်တာဟိုဒီချိန်မှာခဏအဲ့ဒီကိစ္စတွေရက်ထားပါဘီဂရုကညီကိုမောင်နှမတွေလည်းအတင်းတို့အတင်းတို့ရဲ့ဒီစေအစိုးရကိုပြည်သူတွေလိုအပ်နေတဲ့အကူအညီတွေပေးဖို့တောင်းဆိုပေးပါအခု ဆေးရုံတွေမှာဆေးဝါးတွေလိုနေပါတယ်ဆေးရုံတွေမှာသွေးတွေလိုနေပါတယ်ဆေးရုံတွေမှာမီးစက်တွေမရှိပါဘူးเนาะအဲ့ဒါတွေအားလုံးပြီးတော့ဒီပိတ်မိနေတဲ့အဆောက်အဦတွေကိုကယ်ထုတ်ဖို့တဲ့စက်ရံတရားတွေလိုပါတယ်တူးဆွားတဲ့စက်ကြီးတွေလိုပါတယ်အဲ့တော့ပညာရှင်လုပ်သားတွေလိုပါတယ်အဲ့ဒါတွေအားလုံးတနိုင်ငံတော်ကနေရွှေ့ပြောင်းပေးဖို့เนาะအဲ့တော့ပြည်သူတွေကိုကယ်တင်ဖို့အတွက်စစ်တပ်ရဲ့အတော့နိုင်ငံတော်ရဲ့ဗန္တာဖြစ်တဲ့စစ်တပ်ရဲ့အတုံးဆောင်ဖြစ်တဲ့ရဟတ်ရင်တွေလိမ်ပြန်တွေကိုတုံးပေးဖို့ နောက်ပြီးတော့စစ်တပ်စေယုံတွေကတဆင့်ဓာတ်တွေအလုံးကိုကူညီပေးဖို့ဓာတ်တွေအလုံးတွေကိုလှုပ်ဆောင်ပေးဖို့အတွက်အသင်းတို့ဘီဂရုကညီကိုမောင်နှမတွေကိုလည်းအနှိုးညွှန်းတောင်းဆိုကြပါတယ်ဒီချိန်မှာကျွန်တော်တို့အချင်းချင်းလာပြီးဆဲကြဆိုကြရန်ပြည့်ရမယ်အချိန်မဟုတ်ပါဘူးဒီတစ်ပတ်လောက်တော့ခဏလေးတီးခံပေးကြပါပြောချင်တာကနှစ်ဖက်လုံးကိုတီးခံပေးကြပါအဓိကကဘယ်သူပဲကဲကဲပေါ့နော် သူတို့ဘက်ကဘီဂရုကညီကိုမောင်နှမတွေကိုလည်းပြောကျင်တာစစ်ထောက်လွှမ်းရေးပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ပေါ့ဗျာပြောကျင်တာကဟိုကျွန်တော်လိုက်ကိုကြည်နေကြတယ်ဟိုကျွန်တော်ကိုလည်းမကောင်းကွန်မန့်ဝေရေးမဲ့လုံနေကြတယ်သူများကိုပြောကျင်တာကဒီအချိန်မှာအတင်တို့ဘက်ကစစ်ကောင်းဆောင်တွေပေါ့တာဝန်ယူထားတဲ့လူတွေကိုဝိုင်းဝန်းတောင်းဆိုပေးပါနော်ဟိုပြောကျင်တာကအဓိကအခုညနေပိုင်းတက်လာတဲ့ဗီဒီယိုများရသတင်းများအရအထင်ကြီးကဆေးရုံနေပါပေါ့နေပြည်တော်ပါဝင်မန္တလေးပါဝင်ပေါ့စကိုင်းပါဝင်ပေါ့ တင်ကြရဆေးရုံတွေမှာဆေးဝါးတွေမရှိပါဘူးဆေးရုံတွေပြိုကျတာပြီးဆေးရုံတွေလည်းအခက်အခဲတွေအများကြီးရှိနေပါတယ်အဲ့ဒါတွေအားလုံးကိုအတင်တို့ဘက်ကကောင်းဆောင်တွေကအမြန်ဆုံးလှုပ်ဆောင်ပေးဖို့ဝိုင်းဝန်းတောင်းဆိုပေးကြပါပြောချင်တာကကျွန်တော်တို့တပတ်လောက်ပေါ့နော်ကျွန်တော်တို့တပတ်လောက်ဟိုတပတ်နဲ့တစ်ပတ်မဆဲကြမဆိုးကြရံမဖြစ်ကြဘဲနဲ့ဒီကိစ္စကိုပဲအာရုံစိုက်ပေးကြစီခြင်းပါတယ်